တော့ရှေ့မယ်ဆိုဆရာအပေါ်စီးကနေဆရာတစ်ချက်ကြည့်ကြည့်အောင်နော်အပေါ်စီးလေးကိုဆရာဒီလိုကြီးကြည့်လိုက်မယ်ဒီဘက်ကိုရှေ့မယ်ဆိုဩဒီဘက်ရောက်သွားပြီအပြာရောင်လေးကိုကြည့်လိုက်နော်အပြာရောင်လုံးလေးရဲ့ position ကဒီဘက်ကိုရောက်လာတယ်တွေ့လားနော်အဲအဲ့ဒါလေးကကြာဘာဖြစ်သွားလဲဆိုဝိုင်းကောနေမှာ negative ဖြစ်သွားတာကိုသတိထားမိလိမ့်မယ်ကြည့်လိုက်နော်ဝိုင်းကောနေ negative ဖြစ်သွားပြီတွေ့လား x ကောနေ z ကောနေကတော့အပေါင်းကြီးပဲအဲ့ဒါကိုဆရာတို့ကဟိုဘက်တခန်းကိုထပ်ရွှေ့လိုက်မယ် မင်္ဂလာပါဆရာတို့ဘက်မှဆရာဒီနေ့ developer မှာ analytical solid geometry နဲ့ပတ်သက်ပြီးတော့မိတ်ဆက်မယ်။ဒါက grade 12မှာဆိုရင် chapter တစ်ခုအနေနဲ့ဆရာတို့ပါလာတာပေါ့လေနော်။ဆိုတော့တကယ်လဲဆရာတို့လက်တွေ့ပတ်ဝန်းကျင်ဆရာတို့ရှင်းတန်းနေထိုင်ရာပတ်ဝန်းကျင်က2 dimension ကြီးပဲရှိနေတာမဟုတ်ဘူး။ဒါအငယ်တန်းနေမှာတော့ဆရာတို့2 dimension ထိကောင်းကောင်းမွန်မွန်လေ့လာခဲ့ပြီးပြီ။အခုဆရာတို့ dimension တစ်ခုထပ်တိုးလာတယ်။နော်။အဲဟုတ်ပြီ။ဆရာတို့နေထိုင်ရာပတ်ဝန်းကျင်က dimension 3ခုလာဆိုတော့ ပိုသေးလားဆိုတော့ပိုသေးတယ်နော်ဒါကတော့ဆရာတို့တဖြည်းဖြည်း single single တိုးချက်ပြီးလေ့လာသွားတဲ့အခါမှာတော့ advanced ကိုဆရာတို့ရောက်သွားမှာပေါ့နော်အခုလောလောဆယ်တော့ဆရာတို့ကဒီသင်္ချာမှာ 3D solid ဘိုင်းဆိုင်ရာတွေကိုဆရာတို့ဘယ်လိုသိအောင်ခွဲလေ့လာမလဲဒါကိုဆရာတို့ဒီမှာမိတ်ဆက်အောင်နော်โอเคဒါဆိုဆရာတို့ကဒီကောင်မိတ်ဆက်တော့မယ်ဆိုတဲ့အခါကျတော့ဆရာတို့ဒီသင်္ကန်းစာတစ်ခုရဲ့အခေါ်အဝေါ်လေးတွေကိုဆရာတို့ agreement ပေါ့နော် general agreement လေးတွေကိုဆရာတို့ရှင်းလင်းလင်းသိထားဖို့အရင်ဆုံးလိုတယ်နော်ဒါမှသာလင်ဆရာတို့ရှင်း ဆက်ပြီးတော့စနစ်ကျလေးလာတဲ့အခါမှာဒီအခေါ်ဝဒီအသုံးစွဲတွေကိုဆရာတို့အချိန်ပေါင်းများစွာဆရာတို့သုံးစဲနိုင်မှာပေါ့နော်အာပြောမယ်ဆိုရင်အဲ့သုံးဆွဲလေးသုံးဆွဲလေးသုံးဆွဲလေးအဲ့ကိုဘာပြောနေလဲဆိုရဲရှင်းရှင်းလင်းလင်းအဲမတိခဲ့တာလို့ဆိုလို့ရှိရင်အခက်ခဲတွေ့နိုင်တယ်ဒါကြောင့်ဆရာတို့ဒါကိုအရင်ဆုံးရှင်းထုတ်အောင်ဟုတ်ပြီဆရာအရင်ဆုံးဘာပြောမလဲဆိုရဲခါကြတော့เนาะ point ကိုဆရာပြောမယ် point ဆိုတာကသူ့မှာ dimension မရှိဘူး ူ့ကိုဆရာတို့အဆက်ကလေးတိတိလေးနဲ့အမြဲတမ်းကိုစားပြုပြီးဖော်ပြလေးရှိတယ်။ဒါကကြီးရှိသူတွေအနေနဲ့ဒါသိပြီးသားလို့ဆရာကတော့ယူဆတယ်နော်။ပြီးတော့နောက်တစ်ခု line line ဆိုတာကတော့ဆရာတို့ကဒီဒီ point လေးတွေကိုဆက်လိုက်လို့ရှိရင်တိုင်း line ဖြစ်လာတာပဲ။ဆရာခုဒီမှာပြောနေတဲ့ line က straight line ကိုဆရာပြောတာနော်။အဲ့တော့ဆရာ line လို့ပြောရင် straight line မဟုတ်ဘူးလားဆိုတော့နော်ဒါ straight line လို့ဆရာတို့ကဒီနေရာမှာ အတိပ္ပယ်သတ်မှတ်ပြီးဆရာတို့ကသုံးဆွဲမှာတကယ်တော့ပကြီးဆရာတွေဆိုရင်ဒါသိတယ်เนาะ line လို့ပြောလိုက်ရင်မြင်းဖြောင့်မဟုတ်တဲ့ line တွေလည်းအများကြီးရှိတယ်เนาะပကြီးဆွဲတဲ့နေရာမှာเนาะဟုတ်ပြီပကြီးဆွဲနေရာမဟုတ်ဘူးတခြားနေရာမှာလည်းရှိနိုင်ပါတယ်เนาะဆိုတော့ဒါတော့ဆရာတို့ကအခုဒီမှာတော့ဆရာပြောနေတဲ့ line ဆိုတာ straight line ကိုဆရာပြောနေရလို့ကြီးရှိသူတွေနဲ့နားလည်ရမယ်เนาะ line လို့လုံးနဲ့သုံးဝင်မယ်ဟုတ်ပြီဒါနဲ့ပတ်သက်ပြီးဆက်ဆက်ပြီးတော့တတိယလို့ဆရာထည့်ပြောရမယ်ဆိုလို့ရှိရင်ဆရာတို့เนาะဒီလိုမျိုး A နဲ့ B နဲ့ကိုဒီလိုမျိုးခက်ပြက်ပြက်ဆွဲထားရင်ဒါမြင်းပြက် မြင်ပြတ်နော်ဟုတ်ပြီ A နဲ့ B နဲ့ကိုတစ်ဖက်က A တစ်ဖက်က B ကိုဒီလိုမြားကောင်းတက်လိုက်တယ်ဆိုရင် the ray ဆိုပြီးဆရာမြင်းတန်းဆိုပြီးဖြစ်သွားတယ်နှစ်ဖက်လုံးမြားကောင်းတက်ထားရင်တော့ဆရာတို့ကဒါပါဆို line လို့ဆရာတို့ပြောတယ်နော် A နဲ့ B ကိုနှစ်ဖက်လုံးဆရာတို့ကเนาะအဆုံးစမရှိဆက်ဆွဲလို့ရတယ်ပေါ့လေနော်အဲ့ဒါဆိုရင်တော့ဆရာတို့က line လို့ဆရာတို့သုံးတယ်ဒါဟာတနည်းအားဖြင့်ပြောရင် straight line လို့ဆရာတို့နားလည်ရမယ်เนาะဒါဟာ one dimension ဖြစ်လာပြီး အဲ့ဒီဝမ်းတိုက်မရှင်းကိုလိုင်းလေးတွေကိုကက်ရက်ချလိုက်မယ်ဆိုလို့ရှိရင်တစ်ခုနဲ့တစ်ခုဘေးချင်းကက်ချအများများချလိုက်မယ်ဆိုရင်ဘာဖြစ်သွားလဲဆိုတော့ plane ဖြစ်သွားတယ်အဲ့ကြောင့် plane က extends တဲ့ in two dimensions dimension နှစ်ခုစီကိုဆရာတို့ကတိုးချက်ပြီးဆရာတို့လေ့လာတာအခုဆရာတို့စာကြည့်စပွဲဆိုတာဒါ plane ပေါ့ဘေးကဆရာတို့မျက်စိဘေးမှာမြင်နေရတဲ့နံရံကြီးတွေကဒါ plane ပေါ့ နော်တနည်းအားဖြင့်ပြောရင်ဇာတို့ကဥမာဆိုပါဆိုရေစုံရဲ့ပျော်စိတ်တကောင်ကသူလမ်းလျှောက်တဲ့နေရာမှာရေစက်လေးတွေကရှိတယ်ဆိုရင်သူကပွဲစိတ်ကနော်လမ်းလျှောက်သွားတဲ့အခါမှာဖြောင်းဖြောင်းလေးလျှောက်သွားတယ်ဆိုရင်သူဘာဖြစ်သွားဆိုလိုင်းလိုင်းဖြစ်သွားတာပေါ့အဲရေစက်လေးတွေကတစ်ဆက်နဲ့တစ်ဆက်ဆက်သွားတာဖြစ်တဲ့အတွက်လိုင်းဖြစ်လာတယ်နော်ဟုတ်ပြီနောက်ထပ်တခုဥပမာပေးကြည့်အောင်လိုင်းပေါ့ဟုတ်ပြီဆရာတို့ခုဒီမှာဝတ်ထားတဲ့ဒီနော်အင်ဂျီတွေနော်လုံဂျီတွေရှိတယ်အဲ့ဒါလေးတွေကချင်းပြင်းတိတိလေးတွေလိုင်းလေးတွေကနေလာတာ အဲ့ချီမင်လေးတွေကိုရက်လုတ်လိုက်တယ်ဆိုလို့ရှိရင်ဘာဖြစ်သွားလဲဆိုတော့ plane ဖြစ်သွားတာပေါ့အဲ့ plane ဆိုဆရာတို့အခုဝင်နေတယ်နော်ပိတ်ဆပေါ့နော်ပစိုးတို့လုံကြီးတို့ဆိုတာ plane ဖြစ်သွားအဲ့ plane ဖြစ်ဖို့အတွက်ကချီမင်လေးတွေ line တိတိလေးတွေကိုဆရာတို့ကဆက်လိုက်တာနော် plane ဖြစ်သွားတယ်အဲ့တော့ဘာဖြစ်သွားလဲဆိုတဲ့ခါကျတော့အဲ့ plane ကိုဆရာတို့ကနာမည်ပေးမယ်ဆိုရင်သင်္ချာမှာအမှတ်၃မှတ်နဲ့ပေးလို့ရတယ် plane abc သို့မဟုတ် plane m နော်နာမည်တစ်လုံးနဲ့ခွင်လေရတယ် ဟုတ်ပြီအဲ့ plane လေးတွေကိုထပ်လိုက်မယ်ဆိုရင်တော့ solid ဖြစ်သွားတာပေါ့ဥပမာဆိုပါဆိုဘေးမှာ A4 စက်ကူရှိရဆိုရင် A4 စက်ကူတရွက်သေးကဆီရော plane ပေါ့အဲ့တရွက်သေးကိုဆီရောအရွက်900လောက်ထပ်လိုက်ရင်တော့ A4 စက်ကူအထုတ်ကလေးတထုတ်ဖြစ်သွားတယ်ဒါဟာ solid ဖြစ်သွားတာပေါ့နော်အလျားရအနိုင်အမြင့်ရဆိုပြီးဆီရောပါလာတယ်ဒါကိုဆီရောက solid geometry လို့ဆီရောခေါ်တယ်အဲ့ solid geometry ကိုမှဆီရောကသရုပ်ခွဲပြီးဆီရောလေ့လာမှာပေါ့နော်ကဲဆက်ကြည့်အောင်ဒါဆိုရင် ဲ့တော့အဲ့လိုတရုတ်ခွဲပြီးလေ့လာမယ်ဆိုတော့ကျတို့ဘာလို့ဆရာတို့ရှင်းကျင်လဲဆိုတော့အရင်ဆုံးစကလုံးနှလုံးကိုစပြီးရှင်းကျင်တာရှိတယ်အဲ့ဒါဘာဆိုကော်လီနီယာကော်လီနီဆိုတာမြင်းဖြောင်တစ်ချောင်းထဲပေါ်မှာရှိတာเนาะ on the same line မြင်းဖြောင်တစ်ချောင်းထဲပေါ်မှာရှိတယ်အမှတ်တွေကိုပြောတာเนาะ co-planner ဆိုတာကတော့သူကเนาะဘင်းကြီးတစ်ခုထဲပေါ်မှာရှိတာ same plane ပေါ်မှာရှိတာကဲဒါကိုဆရာတို့ကြည့်ကြည့်အောင်အခုဒီမှာဆိုလို့ရှိရင်ဆရာအဖြူ online line ဆရာဆွဲလိုက်တဲ့ ABC အဲ့ ABC ကမြင်းဖြောင့်တကြောင်းထဲပေါ်မှာရှိတာဖြစ်တဲ့အတွက် colony လို့ဆရာတို့ခေါ်တယ် ဟုတ်ပြီဆရာတော့နောက်ထပ် point 2 point set ချမယ် D ပြီးတော့နောက်တစ်ခါ B ကိုဆရာတော့ဖောက်ပြီးတော့အဲ့ plane နဲ့တောက်မှန်ကြမြင်လေးတစ်ကြောင်းကိုဆရာတော့ဆွဲလိုက်မယ်နော် dash နဲ့ဆွဲတာတော့ဆရာတို့မျက်စိနဲ့မြင်ရတဲ့အပိုင်းလို့ဆရာကပြောခြင်းလို့ dash နဲ့ဆွဲထားတာအဲ့တော့အဲ့ဒီတောက်မှန်ကြအနီအောင် line မှာလည်းပဲ point E ဆိုတာလေးဥမာထိတ်လေးမှာဆရာတို့တွေ့ရလိမ့်မယ်နော်ဒါ point E လေးဆရာတို့ဒီမှာတွေ့ရလိမ့်မယ်ကောင်းပြီအဲ့တော့ဆရာကမေးခွန်းတစ်ခုဆရာတို့ပေါ်လာပြီအဲ့ဒါဘာလဲဆိုတော့မေးခွန်း၃ခုဆရာမင်းမယ်မင်းမယ်ဆိုတော့ name 3 points that are colony ya เนาะမြင်းဖြောက်တကြောင်းထဲပေါ်မှာရှိတဲ့အမှတ်သုံးမှတ်ကိုပြောပါဆိုရင်ဆရာက A ရဲ့ B ရဲ့ C ရဲ့ပေါ့ဒါကြည့်ရှုသူနေနဲ့တတ်မြင်လိုက်မယ်မြင်းဖြောက်တကြောင်းထဲပေါ်မှာရှိနေတာနောက်တစ်ခု co planner နော် co planner ဆိုတာဘာဆိုဘင်းကြီးတစ်ခုထဲပေါ်မှာရှိနေတဲ့အမှတ်၄မှတ်ကိုပြောပါဆိုရင် E မပါဘူး A B C D ဆိုပြီးဆရာတို့တန်းပြောနိုင်လိမ့်မယ်ဟုတ်ပြီ name 3 points that are not colonia မြင်းဖြောက်တကြောင်းထဲပေါ်မှာ မရှိတဲ့အမှတ်၃မှတ်ကြည့်ရှုသူနေဗီဒီယို post ခဏနှိပ်ပါပြီးရင် comment မှာရေးခဲ့ပါ ဟုတ်ပြီအဲ့တော့ဆရာတို့ဒါကိုဆက်ပြီးတော့ဆရာတို့ပြောကြည့်အောင်เนาะဆိုတော့ပြောကြည့်မယ်ဆိုတော့ခုနကဆရာတို့เนาะအဲရှင်းပြသွားတဲ့အထဲမှာဘာပါသွားလဲဆိုတော့เนาะဒါလေးတစ်ချက်ပြန်ကြည့်အောင် on the same plane ဆိုတာလေးပါပါတယ်เนาะအဲ့ဒီဘင်းကြီးတစ်ခုတည်းပေါ်မှာရှေ့အမှတ်တွေကိုဆရာတို့ co planner လို့ဆရာတို့ခေါ်တယ်เนาะဆိုတော့အဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့ဆရာတို့ဒီမှာ plane ဆိုတဲ့စကားလုံးကိုဆရာနေမှာနည်းနည်းလေးဆရာ နော်အဲတိုးချက်ပြီးဆရာပြောနေတာလေးရှိတယ်ဆိုတော့ဒါကတော့ဆရာပဲဒီ textbook တခုကနေယူလာတာနော်အဲဒါမြန်မာလိုတော့ calculator ပေါ့နော်နော်အဲ့ university ကနေပြီး2009ကထုတ်ထားတာနော် analytical solid geometry ဆောက်အဲ့ကနေပြီးဆရာဒါဖြတ်ယူထားတဲ့အပိုင်းတစ်ပိုင်းပေါ့နော်ဆိုတော့ရည်တဲ့သူတွေကနော် piazza data နဲ့နော် PhD လို့ဘယ်လိုအတန်ထွက်ရမလဲเนาะအဲတခုခုပေါ့เนาะအတန်တော့ဆရာတိတ်မထွက်တတ်ဘူးထားလိုက်โอเคအဲ့တော့ဒီမှာဆရာတို့အဓိကဒီမှာ plane ဆိုတာဘာလဲဆိုတဲ့အခန်းတစ်ခန်းပါလာတယ်ပါလာတော့အခုသူကဘာဘာလို့သူကပြောချင်တာလဲဆိုတဲ့အခါကျတော့เนาะဒီမှာအကုန်လုံးကိုဆရာမရှင်းပြမယ်ねဆရာဒီမှာပုံလေးပုံပဲအဓိကထားပြီးဆရာပြောပြမယ်ဟိုအမှတ်30ရှိတယ်အမှတ်3မှတ်ပေါ့အမှတ်3မှတ်ရှိရဆိုလို့ရှိရင်လေအဲ့အမှတ်3မှတ်ပါတဲ့ plane ဆိုရှိတယ်တဲ့။ဒါဒါဆက်စပြီးသူပြောတာအမှတ်3မှတ်ရှိတယ်။နော်အဲ့အမှတ်3မှတ် ရှိတယ်ဆိုလို့ရှိရင်အဲ့အမှတ်သုံးမှတ်ပါတယ်ပါလဲဆိုတော့ဘီနီဆိုတာဆရာတို့ရှိတယ်เนาะသူဒီအမှတ်သုံးမှတ်ကတော့ဆရာတို့ကခုနကလိုမျိုးမြင်းဖြောင့်တစ်ချောင်းထဲပေါ်မှာရှိမနေရဘူးပေါ့เนาะဘီနီတစ်ခုရှိတယ်တဲ့အဲ့အဲ့ဒီမှာအမှတ်သုံးမှတ်ကမြင်းဖြောင့်တစ်ချောင်းထဲပေါ်ရှိရယ်ဆိုလို့ရှိရင်เนาะเนาะသူရှိနိုင်တဲ့ဘီနီတွေကမေးမတွက်နိုင်အောင်ဖြစ်သွားလိမ့်မယ်เนาะအဲ့ဒါကတော့ဆရာတို့နောက်ပိုင်းဗီဒီယိုတွေမှာပိုနားလည်လာလိမ့်မယ်ဒါဒါပဲကြည့်เนาะအမှတ်သုံးမှတ်ကမြင်းဖြောင့်တစ်ချောင်းထဲပေါ်မဟုတ်ဘူးဆိုရင်အဲ့အမှတ်သုံးမှတ်ရှိရယ်ဘီနီတစ်ခုဆိုတာရှိတယ် နောက်တစ်ခု line segment တစ်ခုရှိတယ်။ပြီးရင်သူ့ရဲ့အပြစ်မှာအမှတ်တမှတ်ရှိတယ်။အဲ့တော့အဲ့ line segment ရဲ့ဒီအမှတ်ရဲ့သူတို့နှစ်ခုရှိနေမယ်ဘင်းကြီးဆိုတာရှိတယ်တဲ့။ဘင်းကြီးတစ်ခုဆိုတာရှိတယ်တဲ့။နော်အဲ့ဒါ plane နဲ့ပတ်သက်ပြီးတော့ပြောတာနော်။ပြီးတော့နောက်တစ်ခုနောက်တစ်ခုက line နဲ့ line ဖြတ်သွားတယ်။အဲ့ line line ဖြတ်သွားတဲ့ဘင်းကြီးဆိုတာရှိတယ်တဲ့ဘင်းကြီးတစ်ခုဆိုတာရှိတယ်တဲ့သူပြောတာပြီးရင် line line parallel ဖြစ်နေတယ်အဲ့ line line parallel ဖြစ်နေတဲ့เนาะ အဲ့ line line parallel တီရှိနေတဲ့ဘင်းကြီးဆိုတာရှိတယ်တဲ့ဘင်းကြီးတစ်ခုဆိုတာရှိတယ်တဲ့သူကဘင်းကြီးတစ်ခုရှိနိုင်တဲ့အခြေအနေကိုဆရာတို့ကဒီမှာပုံလေးပုံနဲ့သူကပြောပြသွားတာအဲ့တော့ဆရာတို့ကဘင်းကြီးဘင်းကြီးဘင်းကြီးဆရာပြောပြသွားတော့ဆရာနောက်ထပ်စကလုံးတစ်လုံးဆရာထပ်ပြောရမယ်เนาะစကလုံးနောက်ထပ်တစ်လုံးမို့သုံးလုံးဆရာထပ်ပြောရလိမ့်မယ်เนาะဥပမာ surface ဆိုရယ်စကလုံးရယ်เนาะ speak ဆိုရယ်စကလုံးရယ်အဲနောက်ထပ်ပါလဲဆိုတော့ plane ဆိုရယ်စကလုံးရယ် click ဆိုရစကလုံးရဲ့အဲ့ဒီလိုမျိုးရှိရဲ့အဲ့တော့ဆရာတို့အခုဒီမှာ space ဆိုတာကိုစပြောအောင်အခုကြည့်ရှုသူအနေနဲ့အရှိမစောက်တုတ်ရှိရဲဒါမှမဟုတ်လဲစပွဲခုံတစ်လုံးရှိရဲဆိုလို့ရှိရင်အဲ့ဒီစပွဲခုံနေရာယူဖို့အတွက် space ဆိုရဲနော်နေရာလွတ်တစ်ခုရှိရတယ်နော်လေဟာနယ်တစ်ခုရှိရတယ်ဟင်းလင်းမြစ်တစ်ခုရှိရတယ်နေရာလွတ်တစ်ခုရှိရတယ် speak ဆိုအဲ့ဒါကိုပြောတာမြန်မာလိုဘာသာပြန်လိုက်ရင်တော့ဟင်းလင်းပြင်းတို့နော်နေရာလွတ်တို့လေဟာနေတို့အမျိုးမျိုးပြန်ကြတယ်သို့တော့နော်နားလေရမှာသူ့ရဲ့လွတ်လပ်နေတဲ့နေရာလေးတစ်ခုရှိရအဲ့လွတ်လပ်နေတဲ့နေရာလေးတစ်ခုရှိမှစပွဲကုံဆိုတဲ့နေရာနေရာလေးတစ်ခုဖြစ်လာတာနော်အဲ့တော့နေရာလွတ်ရှိမှနေရာဆိုတာဖြစ်တာပေါ့နော်ဥပမာဆိုကြပါစို့ကိုကဘက်စကားတိုးစီးရဆိုလို့ရှိရင်ဘက်စကားမှာနေရာလွတ်မရှိတော့ဆိုရင်ကိုယ့်ရဲ့တယောက်စား နော်နေရာမရှိတော့ဘူးနေရာလွတ်ရှိဒီမှာကိုကတက်စီလို့ရမှာကို့အတွက် plague ဆိုတာဖြစ်တာအဲဒါကြောင့်မို့ဆရာက plague သည် speaks ye subset လို့ဆရာတို့ပြောတာနော်ဆရာတို့အမှ vector speaks လို့ဆရာတို့သုံးဆက်လိုက်တယ်ဆိုရင်ဒါ vector တွေစုဝေးနေတဲ့နေရာလို့နားလည်ရတယ်နော်အဲဒါကြောင့်ဆရာတို့ mathematics မှာ plague ဆိုတာတဲ့ speak ဆိုတာကိုပဲဆရာတို့သုံးလေသုံးတာရှိတယ်နော်ဒါလေးကတော့ဘုဒ္ဓရာထည့်ပြောတာပါ ဟုတ်ပြီဆရာတော့နောက်ထပ်တစ်ခါဆရာတော့ surface ကိုဆရာတော့တွားကြည့်အောင်အဲ့ surface တွေနဲ့နော် space တကူ surface တွေနဲ့ပိတ်လိုက်ဘာဖြစ်သွားလဲ solid ဖြစ်သွားတယ်ဒီကောင်နော်အဲ့ဒါလေးလေးဆရာတို့နားလည်ထားဖို့လိုတယ်ဒါ space ပေါ့အဲ့တော့ space ဆိုတာဘာလဲဆိုတော့မျက်နှာပြင်မျက်နှာပြင်လို့ပြောလိုက်ရင်မျက်နှာပြင် ခုံးရှိတယ်မျက်နှာပြင်ခွက်ရှိတယ်ကိုွေးညွတ်မျက်နှာပြင်ရှိတယ်တွန့်ခေါက်မျက်နှာပြင်ရှိတယ်တွန့်လိမ်မျက်နှာပြင်ရှိတယ်မျက်နှာပြင်တွေကအများကြီးပဲနော်တနည်းအားဖြင့်သူ curvature တွေပေါ့နော် အဲ့ဒီမှာမှာ curvature 0ဖြစ်သွားတယ်ဒီနေ့ပြောရင်အခုံးအခွက်လုံးဝမရှိဘူး0ဖြစ်သွားတာဒါဘာဖြစ်သွားလဲဆိုတော့ညီညာပြန့်ပြူးတဲ့မျက်နှာပြင်နော်ဒီနေ့ပြောရင်တော့ဒါ flat surface ဖြစ်သွားတာပေါ့အဲ့ဒါကိုမှဆရာကဘာလို့ခေါ်လဲဆိုတော့ plain လို့ခေါ်တာ plain ဆိုတာဘာလဲဆိုတော့ညီညာပြန့်ပြူးတဲ့မျက်နှာပြင်နော်တမတ်တလင်းနေနော်အထက်သားပြားတွေဘေးကအုံနေရန်နေဒါတွေကိုဆရာတို့က plain လို့ခေါ်တယ်ဒါဟာ ဘယ်က definition လဲဆိုတော့ Euclidean geometry တနည်းအားဖြင့်မြန် Euclid geometry ရဲ့ definition အတိအပသတ်မှတ်ချက်နော်ဒါလေးကိုဆရာတို့ကဘုဒ္ဓရာနေဆရာဒါထည့်ပြောသွားတာဒါသိထားသင့်တယ်ထင်လို့ဆရာတို့ဘာကြောင့်လဲဆိုတော့ကျတော့ plane လို့ပါလို့ခဏခဏဆရာတို့ပြောမှာဘူးအဲ့ဆရာတို့ပြောလိုက်တဲ့ plane ကြီးဘာကိုပြောချင်တာလဲဆိုတော့နော်ညီညာပြန်ပြူးတဲ့မျက်နှာပြင်နော်အဲ့ဒါအဲ့လိုမျိုးဆရာတို့ကနားလည်ရမယ်နော် flat လို့ဆိုရတော့ flat surface လို့နားလည်ရမယ်เนาะဆိုတော့ flat surface ဆိုတာခုနကဆရာပြောသလိုပေါ့เนาะအဲကွင်းညွန့်မျက်နှာပြင်လည်းမဟုတ်ဘူးเนาะတွန့်ခေါက်မျက်နှာပြင်လည်းမဟုတ်ဘူးမျက်နှာပြင်ခုံးလည်းမဟုတ်မျက်နှာပြင်ခွက်လည်းမဟုတ်ဘူးเนาะပြားချက်ချက်မျက်နှာပြင်ပေါ့เนาะအဲအဲ့လိုမျိုးလေးဆရာတို့နားလည်တာဖို့လိုတယ် plane ဆိုတာเนาะအဲအဲ့ကြောင့်ဆရာတို့ plane မှာဆရာတို့ plane เนี่ยအမျိုးမျိုးရှိတယ် down light plane လားအလျားလိုက် plane လားစောင်းနေတဲ့ plane လားเนาะအဲ့ plane နေအမျိုးမျိုးမှာလည်းတခုချင်းစီကိုကိုစားပြုရဲ့ညီမာချင်းနေရှိတယ် ဆိုတော့2 dimensional line တွေမှာ line တစ် line ချင်းစီကိုကိုးစားပြုခဲ့ဘူးတဲ့ line တစ် line ကိုကိုးစားပြုခဲ့ဘူးတဲ့ equation တွေရှိသလို plane တွေမှာလည်း plane တစ်ခုချင်းစီကိုကိုးစားပြုတဲ့ equation တွေရှိတယ်အဲဒါမျိုးဆရာတို့ plane ဆိုတာကိုနားလည်ရဖို့လိုတယ်ဒီမှာဆရာတို့ဥမာစုံမကြီးတွေတက်စီးသွားတဲ့ကော်စောပြန်ကြီးတွေဆိုပါဆိုအဲ့ကော်စောပြန်ကြီးဆိုရင်စုံမကြီးတက်စီးသွားတဲ့နေရာလေးကတော့နည်းနည်းခွတ်နော်အဲ့ဒါကြတော့သူ plane မဟုတ်တော့ဘူးနော်တုတ်ခေါက်နည်းနည်းပြင်ဖြစ်သွားမယ်နော်ဆိုတော့အဲ့ဒါ queen ချွတ်မျက်နှာပြင်တွေဖြစ်သွားလိမ့်မယ်နော်အဲ့ဒါမျိုးဆရာတို့ကအဲ ကွဲကွဲပြားပြားပိုင်းပိုင်းခြားခြားနားလည်တာပို့ဆရာတို့လို့တယ်เนาะအဲ့တော့ဆရာတို့က every surface cannot be plain ဆိုတဲ့ဟာလေးကိုဆရာဒီမှာရေးထားတာလေးရှိတယ်เนาะ surface တိုင်း surface တိုင်းက plain မဖြစ်နိုင်ပါဘူးเนาะဘာလို့ဆို surface ကြီးအများကြီးရှိတာဟုတ်เนาะဟုတ်ပြီအဲ့တော့ဆရာနောက်တစ်ခုဆရာကိုဆက်သွားကြည့်အောင်เนาะတကယ်လက်တွေ့ပတ်ဝန်းကျင်မှာဒါအခန်းလေးတစ်ခန်းကိုဆရာတို့ကဖောက်ပြီးရောဆရာတို့ထိုးဖောက်ပြီးရောအပေါ်စီကနေကြည်ထားတာပေါ့เนาะအဲ့အခန်းလေးတစ်ခန်းမှာဆရာကเนาะဘာလို့ဆိုနာမည်လေးတွေဆရာဒီကနေပေးလိုက်မယ် နော်အဲ့နာမည်လေးဒီအခန်းတောင့်လေးပေါ့အဲ့အခန်းတောင့်လေးကိုဆရာဒီနားလေးမှာ origin o လေးလို့ဆရာတတ်မှတ်လိုက်မယ်ဟုတ်ပြီအဲ့တော့အဲ့အခန်းတောင့်စီကိုဆရာဒီကနေပြီးတော့ line တစ်လိုင်းဆွဲလိုက်မယ်နော်အဲ့ဒါကိုဆရာတော့ x as x လို့ဆရာပြောမယ်အဲ့အဲ့ဒီကနေပြီးတော့ဆရာဒီဘက်ကိုဆွဲလိုက်ရင်ဆရာဘာဖြစ်သွားလဲဆိုတော့ y axis လို့ဆရာပြောမယ် down လိုက်တက်တက်ဆွဲလိုက်မယ်ဆိုရင်တော့ဆရာဘာလို့ဆိုတော့ z as x လို့ပြောမယ်ဒါ x y z နော် dimension တကူတိုးလာပြီအဲ့တော့ဆရာတို့ကနော် plane နဲ့ပတ်သက်ပြီးတော့ဆရာဆက်ဆက်ပြီးဆရာပြောရမယ်ဆိုရင်ဒီပတိကား၃ခုရှိနေတဲ့ plane ကိုပြောပါဆိုရင်ကြည့်ရှုတွင်နေတွေ့လိမ့်မယ် except plane လို့ပြောနိုင်လိမ့်မယ်တမ်းပြီးတော့ except plane ပေါ်မှာအဲ့ပတိကားရှိနေတာ okay ဟုတ်ပြီဒီမှာ TV ချိတ်ထားတဲ့ plane ကိုပြောပါဆိုရင် wise plane လို့ကြည့်ရှုသူတမ်းမြင်လိမ့်မယ်ဟုတ်ပြီကော်စောခင်းတာရာရောကော်စောခင်းတာရာကတော့ xy plane ပါเนาะအဲ့လောက်တော့ဆရာတို့เนาะချက်ချင်းမြင်လိမ့်မယ်เนาะပတ်ဝန်းကျင်မှာ 3D ဆိုတာမစိမ့်ပါဘူးရှိပါတယ်เนาะအဲပြောမယ်ဆိုရင်လေးလာတက်ရင်တော်တော်လွယ်တဲ့အခန်းလေးပါအဲ့တော့ဆရာတို့ကသူ့ကိုเนาะသင်္ချာနီးရပုံဖော်တဲ့အခါကျတော့ဒီလိုပုံဖော်မယ် x ရယ် y ရယ် z ရယ်အခု point p ရှိနေတဲ့နေရာက x, y, z အရင်တော့ကတော့နော် 2dimension မှာတော့ဆရာတို့က coordinate နှစ်ခုပဲဆိုအခု coordinate သုံးခုသုံးလာတယ်တဲ့လား point b ရှိနေတဲ့နေရာเนาะအခုကြည့်စုသူအနေနဲ့เนาะအရှိက အဲစပွဲလေးပေါ်မှာနော်ခက်ပြက်တုံးလေးတတုံးရှိနေဆိုအဲ့ခက်ပြက်တုံးလေးရဲ့ position တူရဲ့နေရာကိုဆရာတို့သိကျင်နေဆိုရင်အခန်းတောင့်တနေရာကို original တတ်မှတ်လိုက်အဲ့ကနေပြီးတော့အလျားဘလောက်အနံဘလောက်အမြင့်ဘလောက်မှာရှိနေဆိုတော့အဲ့ခက်ပြက်တုံးလေး position ကိုဆရာတို့ coordinate ပုံစံနဲ့ဆရာတို့ရေးလို့ရပြီဒါအောင်ဆရာတို့ထပ်ပြီးတော့ပိုရှင်းသွားအောင်လို့နော်ဆရာပြကျင်တာလေးရှိတယ်အဲ့တော့ဆရာတို့နော်အဲ math insight ဆိုတဲ့ website လေးတစ်ခုကိုဆရာ share ထားတာလေးရှိတယ်အဲ့ website လေးကိုဆရာတို့ကြည့်ကြည့်အောင်နော်ဘာလို့ဆိုတော့ तू က တော်တော်လေးဟိုကြည့်ဟိုတည်ယူတဲ့သူလွယ်ကူအောင်ဖန်တီးပေးတာလေးရှိလို့ဒါဆိုရင်ဒါကြီးစုသူတည်ပြီးသား two dimension ပေါ့ဒီအမှတ်လေးတွေကိုဆရာတို့လို့ရွှေ့လို့ရတယ်နော်ဒါ two dimension ပေါ့ two dimension မှာ x y coordinate ဒီလိုသွားတယ်ဟုတ်ပြီဒီမှာကျတော့သူ three dimensional space ဖြစ်သွားတယ် three dimensional space ကဒီမှာ x y z ဆိုရင်ဒီကောင်လေးကဒီလိုလုံနေတယ်တွေ့လား နော် x point z ဆိုရဲဒါ3 dimension ဒါအလဲကတော့ဆရာ fix point fix point ဆိုတာတော့ origin ပေါ့နော် origin ဆိုပြီးဆရာတို့ကင်လာတာခုန2 dimension မှာလဲ origin ဆိုတာရှိတယ်ဒီမှာ x နဲ့ y စုံနေနေရအခုကြတော့ဆရာတို့ဘာလဲဆိုတော့ x ကဲ y ရဲ့ z ကဲစုံနေနေရအဲ့ဒါကိုထပ်ပြီးတော့ပိုရှင်းတော့အောင်ဆရာတို့ကြည့်ကြအောင်အခုဒီမှာကြည့်လိုက်အခုဒီမှာအပြာရောင်လေးရှိနေတဲ့နေရာကိုကြည့်လိုက်ရင်သူ့ရဲ့ coordinates တွေပြောင်းနေလိမ့်မယ် x coordinate က no 4 y coordinate က4.1 z coordinate က3.0တွေ့လား y လေးကိုနည်းနည်းလေးတိုလိုက် ရင်အဲဒါဆိုရင်4 comma 4 comma 3ဆိုတဲ့ point ကိုရမယ်เนาะအဲ့တော့ဇေရောဒီဘက်ကိုဆရာရွှေ့မယ်เนาะဆိုတော့ရွှေ့မယ်ဆိုဆရာအပေါ်စီကနေဆရာတစ်ချက်ကြည့်ကြည့်အောင်เนาะအပေါ်စီလေးကိုဆရာဒီလိုကြီးကြည့်လိုက်မယ်ဒီဘက်ကိုရွှေ့မယ်ဆိုတော့ဩဒီဘက်ရောက်သွားပြီဒီအပြာရောင်လေးကိုကြည့်လိုက်เนาะအပြာရောင် လုံးလေးရဲ့ position ကဒီဘက်ကိုရောက်လာတယ်တွေ့လား နော်အဲအဲ့ဒါလေးရကြဘာဖြစ်သွားလဲဆိုဝိုင်းကောနေမှာ negative ဖြစ်သွားတာကိုသတိထားမိလိမ့်မယ်ကြည့်လိုက် နော်ဝိုင်းကောနေ negative ဖြစ်သွားပြီတဲ့လား x ကောနေ z ကောနေကတော့အပေါင်းကြီးပဲအဲ့ဒါကိုဆရာတို့ကဟိုဘက်တခန်းကိုထပ်ရွှေ့လိုက်မယ်နော်ဟိုဘက်တခန်းကိုထပ်ရွှေ့မယ်ထပ်ရွှေ့မယ်ဆိုရင် x ကောနေပါ negative ဖြစ်ပြီ z ကတော့မဖြစ်မှာမဟုတ်သေးဘူးတဲ့လားနော်ဒီလိုရွှေ့လိုက်တာကိုပြောတာအော်တဲ့လားနော်ဒီမှာဆိုရင် x ကလည်း negative နော် y ကလည်း negative z ကတော့ positive ပဲဟုတ်ပြီဒီဘက်ကိုပြန်ရွှေ့လိုက်မယ်ဆို y က positive ဖြစ်လာမ ့ x ကတော့ negative ပဲနော်ကြည်လိုက်ဘာလို့ x ရဲ့အနှုတ်ဘက်ချမ်းမှာပဲရှိနေတာဟုတ် x ရဲ့အနှုတ်ဘက်ချမ်းမှာပဲဒီအပြောင်အပွင့်လေးရှိနေတဲ့အတွက်နော် y ကအပေါင်းဖြစ်သွားပြီး z ကဘာဖြစ်သွားပြီလဲဆိုတော့အပေါင်းပဲရှိသေးတယ်နော်အဲ့တော့ဆရာတော့အဲ့ဒီကောင်နဲ့အပေါ်တက်နဲ့အောက်တက်ဇန်လမ်းပေါ့ဒါကအပေါ်တက်ဒါကအောက်တက်အဲ့အောက်ထက်ကိုဆွဲကြည့်လိုက်မယ်ဩတဲ့လားအောက်ထက်ကိုဆွဲကြည့်လိုက်ပြီဆိုရင် तू ကဘာဖြစ်သွားပြီလဲဆိုတော့ကြည့်စသူတို့အဲ့မှာတွေ့လိမ့်မယ်အ x တန်ဖိုးကတော့အနှုတ်ဘက်ချမ်းမှာ y တန်ဖိုးကအပေါင်းဘက်ချမ်းမှာအပေါင်း5 z တန်ဖိုးကတော့အနှုတ်အောက်ရောက်လာပြီတွေ့လားနော်အောက်ထက်ကိုဆင်းသွားပြီဆို negative ဟုတ်ပြီနော်အဲ့တော့ဒီအပြာလေးကိုဇေရိုကဒီဘက်ကိုတခါဒီဘက်ကိုရွှေ့လိုက်မယ်နော်အဲ့ရွှေ့လို့ကောင်းအောင်လို့ဇေဒီလိုအပေါ်စည်းလေးကနေဇေဒီလိုကြည့်လိုက်မယ်အဲဒီလိုကြည့်လိုက်မယ်ဆိုရင် x ကလည်းအပေါင်း y ကလည်းအပေါင်းဒါပေမဲ့ဇေရိုကဘာဖြစ်သွားလိုက်တဲ့ဆိုတော့ z ကကြတော့အနှုတ်တွေ့လားနော် x အပေါင်း y အပေါင်း z ကနှုတ်အဲ့လိုသူ့ရဲ့ဒီအပြာရောင်အမှတ်ကလေးရဲ့ရှေ့နေတဲ့ position ကိုဆရာတို့အဲ့လိုမျိုးနီးလန်းနေဆရာတို့ရွှေ့ကြည့်လို့ရဟုတ်ပြီအဲ့တော့ဆရာတို့ဒီဘက်ကိုတခန်းကိုဆရာထပ်ပြီးရွှေ့ကြည့်အောင်မယ်တွေ့လားဒီမှာလဲဒီလိုပဲတွေ့လား x ကအပေါင်း y ကတော့ဒီဘက်အနှုတ်ဘက်အချမ်းရောက်သွားပြီအဲ့တော့ y မှာ -3.2 ဆိုဆို z ကလည်းတော့အောက်မှာပဲရှိသေးတယ်တွေ့လားနော်အဲ့ကြောင့်အနှုတ်တန်ဖိုးအဲ့တော့အဲ့ဒီတိုင်းပဲဆရာတို့ကနော်ဒီကောင်ကိုဆရာတို့ဒီဘက်အချမ်းကိုဆရာထပ်ပြီးရွှေ့ကျင်တယ် အဲ့ဒါဒီဘက်ကိုရောက်နေဆရာရွှေ့ကျင်တဲ့ကောင်ကဒီလိုလေးရွှေ့မယ်အဲဒီလိုဆိုရင်ဒါကြည့်ရှုစုအနေနဲ့တွေးလိမ့်မယ်အဲ့ဒါဒီပါဆို x ရဲ့လည်းအနှုတ်တန်ဖို့ y ရဲ့လည်းအနှုတ်တန်ဖို့ z ရဲ့လည်းအမုတ်အနှုတ်တန်ဖို့အာ sorry z ရဲ့အပေါင်းတန်ဖို့ဒီကောင်ရောက်နေအဲ့တော့သူ့ကိုပါလုတ်ချမယ်ဆိုအောက်ကိုဒီအပြာရောင်လေးကိုဆွဲချလိုက်မယ်အဲဒါဆိုရင်အကုန်လုံးအနှုတ်တွေဖြစ်သွားပြီတဲ့လား နော် x တန်ဖိုးကလည်းအနှုတ် y တန်ဖိုးကလည်းအနှုတ် z တန်ဖိုးကလည်းအနှုတ်အဲဒီလိုဖြစ်သွားမယ်အနှုတ်အနှုတ်အနှုတ်တဲ့လားသူရှိနေတဲ့အပြာရောင်ရှိနေတဲ့နေရာအဲ့တော့ပြောနေတာပါလဲဆိုတော့သူကနော်တကယ်တမ်းမှာကြာတော့သူကအခန်းက၄ခန်းရှိနေတာနော်အောက်ထပ်မှာ၄ခန်းအပေါ်ထပ်မှာ၄ခန်းအားလုံးပေါင်း၈ခန်းရှိနေတာနော်၈ခန်းရှိနေတယ် သူကဒီမှာ0.0ဆိုမှ0ဆိုမှဆရာတို့နားလည်ရမှာအနှုတ်ဖက်ချမ်းနေလဲရှိနေတယ်ဆိုတဲ့သဘောကိုဆရာတို့တခါတည်းဒီပုံဒီပုံလေးကနေပြီးတော့နားလည်ရမှာအနှုတ်ဖက်ချမ်းနေတယ်အကုန်လုံးမှာရှိနေတာဖြစ်တဲ့အတွက် two dimension မှာတော့4 quadrant ပေါ့ quadrant 1 2 3 4ဆိုပြီးဆရာတို့ဒီမှာရှိခဲ့တယ်တွေ့လားနော်ဒီမှာဒါ quadrant 1 2 3 4ဒီမှာကျတော့ three dimension မှာကျတော့ quadrant ကနော်အပေါ်မှာ၄ခုအောက်မှာ၄ခုဆို၈ခုဖြစ်သွားတယ်တွေ့လား ။နောက်အဲ့ဒါလေးကိုမျက်စိထဲမှာပုံဖော်ပြီးတော့ကြည့်နိုင်ပုတ်ကောင်းတယ်။ဟုတ်ပြီ။နောက်တစ်ခုဆရာပြမယ်။ကြော်ဂျီဘရာလေးနဲ့ဆရာပြကြည့်မယ်နော်။ဆိုတော့ဒါလေးပုံလေးဆရာဒီမှာဆွဲတာပုံမဆွဲရသေးဘူးပေါ့လေ။နော်ဒါလေးကိုဆရာ box လေးဆရာလှုပ်လိုက်မယ်နော်။ box လေးလှုပ်လိုက်မယ်။အဲဒါဆိုဒါဆိုပို့ပြီးတော့မြင်သွားလိမ့်မယ်။အဲ့တော့ point လေးကိုဒီမှာဆရာတို့ဒီမှာဒီလိုဒီလိုပုံစံနဲ့ဆရာတို့ဒီမှာလှုပ်ကြည့်လိုက်လို့ရှိရင်ရတယ်နော်။လှုပ်ကြည့်လိုက်မယ်ဆိုတော့ဒီမှာဆရာ point လေး10 point ဆရာရိုက်ပြမယ်နော်။ ကြည့်အောင်เนาะ x တန်ဖိုးက3 comma เนาะ3 comma 3အဲ့ဒီပုံစံမြင်ရနိုင်မယ်တဲ့လားဒီအပြာရောင် e ဆိုတဲ့အမှတ်လေးတဲ့လားအဲ့အပေါ်စီကကြည့်ရင်ဒီမှာတက်လာဒါဒီ quadrant ထဲမှာအကုန်လုံးအပေါင်းတွေစုံနေတဲ့ quadrant quadrant ပေါ့เนาะဟုတ်ပြီအခုဒီတစ်ခါကျတော့ဆရာတို့ကဒီကောင်လေးကိုဆရာဒီဘက်ကိုဆရာရွှေ့တော့မယ် y တန်ဖိုးအနှုတ်နဲ့ဆရာသွားတော့မယ်เนาะကြည့်အောင်เนาะ3 comma เนาะ -2 comma ပေါ်ဆိုပြီးဆီကဒီလိုသွားလိုက်မယ်။တွေ့လား။အဲ့တော့တူအောင်လေးကဒီရောက်သွားပြီ။အပေါ်စီကနေကြီးမှတွေ့ရလိမ့်မယ်တွေ့လား။နော်အဲဒါမျိုးလေးနော်ဒါဒီဘက်ကွာတဲ့နေရောက်ပါပြီ။ extend ဘိုးမှာဆိုရင်တော့အနီအောင်3ပေါ့နော်။ဒီကောင်က y တန်ဘိုးကတော့ -2 ဖြစ်နေတယ်တွေ့လား။ -2 ဖြစ်နေတယ်။ z တန်ဘိုးကတော့ဒီကောင်က +4 ဖြစ်နေဒီကောင်ကနော်အဲ quadrant နှစ်ခုဟုတ်ပြီဒီတစ်ခါဆရာကနော် x ကိုလဲ minus နော် -4 comma minus 3 comma y ကိုလဲ minus z ကိုတော့ positive ပဲဆရာထားတာအောင်မယ်5ဟုတ်ပြီကြည့်အဲ့တော့ဒါကဘယ်တဲ့ရောဆိုတော့ဒီမှာဒါဟိုဘက် quadrant နေရောက်တာတိတ်လားအပေါ်စီကနေကြည့်ရှင်းနေအောင်မြင်ရလိမ့်မယ်နော်အဲ z ကကြတော့ဒီမှာ5ဖြစ်တဲ့အတွက်ကြတော့သူကအပေါ်မှာဒီလိုကတ်နေလိမ့်မယ်နော်ဟုတ်ပြီအဲ့တော့ဒီဘက် quadrant ဒီဘက် quadrant မှာကြတော့ x တန်ဘူးက minus y တန်ဘူးက plus ဖြစ်သွားပြီနော် x တန်ဘူးက -5, y တန်ဘူးက ပေါ်ကော်မှာဇက်တန်ဖို့ဆရာတူးလို့ဆရာထားလိုက်မှာဟောတွေ့လားအပေါ်စီကကြည့်ရင်တွေ့လားအဲဒီဘက်ကွာနေရလားအဲ့ဒါလေးကိုဆရာဒီလိုမျိုးလေးကြည့်လိုက်မယ်ဆိုရင်ဇက်တန်ဖို့ကလည်းတူးလေးနဲ့တွေ့လားအဲ့ဒါအပေါ် quadrant ၄ခုမှာရှိနေတဲ့အမှတ်တရေနေရာတွေကဲအဲ့ဒါဆိုအောက် quadrant ကိုအောက်ထက်ကိုဆင်းအောင်เนาะဒါအပေါ်ဓာတ်အဲအောက်ထက်ဆင်းမယ်ဆိုရင်ဇက်တန်ဖို့တွေအကို minus ပြပြပေါ့ဒါပေမဲ့ x y ကတော့အပေါင်းနဲ့ပဲဆရာကိုစဆင်မယ်နော်ဆိုတော့ဆရာ3 comma 3 comma နော် minus 4ဆိုပြီးဆက်အောက်ဆင်းလိုက်မယ်နော် minus 4မဟုတ်ရင်နော် minus 2ဆိုပြီးဆက်အောက်ဆင်းလိုက်မယ်ဟုတ်တယ်လား point e လေး point e လေးကိုကြည့်လိုက်တယ်လားဟာအောက်ဆင်းသွားပြီတယ်လားအဲဒါအောက်ထက်ရောက်သွားပြီเนาะအပေါ်ကနေကြည့်မယ်ဆိုရင် x က3တယ်လားဒီ quadrant ထဲမှာအပေါင်း quadrant တွေထဲမှာ z ကတော့ minus ရောက်သွားပြီဟုတ်ပြီเนาะနောက်တစ်ခုနောက်ဒီကောင်ဒီဘက်ရှေ့မယ်အဲဒီဘက်ရှေ့မယ်ဆိုတော့ y က negative ဖြစ်ပြီအဲကြတော့เนาะ 3, negative အဲ 2, နော် y ကိုတော့ဆရာ -1 ဆိုပြီးဆရာဒီလိုထားလိုက်မယ်အဲတွေ့လားအဲဒီဘက်ထဲကွာတဲ့နေရောက်လား x ကအပေါင်းအနီရောကအပေါင်းတွေ့လားအစင်းရောကအနှုတ်ဒါပေမဲ့သူအောက်မှာဒီ point လေးရှိနေအောက်မှာအဲအဲ့ဒါကိုနားလည်ဖို့လိုတယ်နော်ပြီးနောက်တစ်ခုနောက်တစ်ခုကကြတော့ x ကအနီရောအနီရောကိုဆရာ minus ပေးပြီးဒီတစ်ခါနော် minus 5ကောမှာနော်အစင်းရော y y ကိုလည်း minus 5အဲဇက်ကိုကြောက်ဆရာ minus ဘယ်လောက်နဲ့ပေးမလဲဆိုတော့ 3နဲ့ဆရာပေးလိုက်မယ်အဲ့ဒီကောင်အောက်ရောက်သွားပြီအပေါ်စီကနေကြည့်အောင်နော် point g လေးတဲ့လား point g လေးရှိနေတဲ့နေရာတဲ့လား x တန်ဖိုးကအနီအောင် minus အဆင်းအောင် y တန်ဖိုးအဆင်းအောင် minus z တန်ဖိုးကြတော့တအောင်ပါအဲတဲ့လားအောင်ပါနော် z တန်ဖိုးကအောင်ပါ minus 3အနေနဲ့အောက်ကိုဆင်းလာတဲ့ကောင်ဟုတ်ပြီအဲ့တော့ဆရာတို့နောက်ထပ်တစ်ခုနောက်ထပ်တစ်ခုကကြတော့နောက်ထပ် quadrant က x တန်ဖိုးက minus 3 4 comma y တန်ဖို့တော့အပေါင်းအနီအောင်ဝဲเสียအနီအောင် isx ပေါ့နော် x တန်ဖို့ပဲ -4 ထားတာတာ y ကိုကြတော့เสีย6လို့ထားလိုက်မယ်ဆိုအပေါင်းပေါ့အဲ့တော့အကဲကြီးများเสียဒီကောင်က0ထားလိုက်မယ်ဆိုရင် तू ကဘယ်မှာမှရှိဆိုတော့အပေါ်တက်မှလည်းမရှိဘူးအောက်တက်မှလည်းမရှိဘူးဒီကောင်ကဒီ plane ပေါ်မှာတက်တက်မှရောက်သွားတာ8အမှတ်ကိုကြည့်လိုက်တွေ့လားနော်အပေါ်တက်နဲ့အောက်တက်နဲ့ကိုခြားထားတယ်နော်ဒီ plane ပေါ်မှာဒီနေ့ကပြောရင်ဒီဘင်းကြီးပေါ်မှာ तू သွားရှိတာအဲ့တော့အဲ့ဒီကောင်အောက်နည်းနည်းလေးဆက်ချလိုက်မယ် နော်အောက်အနေနဲ့စက်ချမယ်ဆိုအဲ0ကိုဆရာ minus အဲ2ဆိုပြီးဆရာချလိုက်မယ်အဲအောက်ရောက်သွားမယ် h ကတွေ့လားနော်ဒါမျိုးဆိုတော့ဒါကဆရာတို့ကဘာကိုပြောနေလဲဆိုတော့ quadrant 6ခုမှာရှိနေတဲ့အမှတ်တရဲ့ position ကိုဆရာပြောပြတာဆိုတော့ဒီကြည့်ရှုသူအနေနဲ့เนาะအဲဒီဗီဒီယိုမှာအနည်းချုပ်အားဖြင့်ဘာကိုသင်ယူရမလဲဆိုတဲ့အခါကျတော့ point ဆိုတာပါလေ line ဆိုတာပါလေ plane ဆိုတာပါလေ solid ဆိုတာပါလေ အဲ့ဒါကိုရှင်းလင်းသိဖို့လိုတယ်။အခု 3D analytical solid geometry ကိုလေ့လာတော့မယ်ဆိုတော့ x ရယ် y ရယ် z ဆိုတဲ့ axis တစ်ချောင်းထပ်တိုးလာတယ်။ထပ်တိုးလာတဲ့အတွက် quadrant က၈ခုဖြစ်သွားတယ်။၈ခုဖြစ်သွားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့နော်။အဲ့ဒီ quadrant တွေထဲမှာပါတီလည်းရှိနိုင်လဲဆိုတော့ point တွေလည်းရှိနိုင်တယ်လို့ line တွေလည်းရှိနိုင်တယ်။ plane တွေလည်းရှိနိုင်တယ်။နော်။အဲ့ဒီအကြောင်းတွေတော့ဆရာနောက်ထပ်ဗီဒီယိုမှာသိသိဆက်ပြီးတော့လေ့လာကြတာပေါ့။နော် thanks for watching you